တရားမင်းကြီးကတခါပြောတယ်အေးလူလောကမှာရှိတဲ့ပုဂ္ဂိုလ်တွေလာစမ်းရှိရဲ့လာစုပ်ရှိရဲ့လာပြီးလာွယ်မှာ ဥပုသ်ဆောင်ရမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်တွေကိုတရားမင်းကြီးကပြောတာသူလူတရားဘဝရောက်ချင်လို့ရှိရင်တဲ့ဥပုသ်ဆောင်ရပါလို့တရားမင်းကြီးကနတ်တပင်အစည်းအဝေးတစ်ခုမှာမိန့်ခွန်းပြောတဲ့အဲ့လိုမိန့်ခွန်းပြောတာကိုမြတ်စွာဘုရားကဘာပြောလို့ဆို တရားမင်းပြောတဲ့စကားကမပြည့်စုံဘူးတဲ့ဟုတ်ကဲ့လားမှန်ပါပါ तू ပြောတာကငါတို့တရားဖြစ်ချင်လို့ရှိရင်ဥပုသ္ဆောင်လို့ဆိုတော့ तू ပြောတဲ့စကားမပြည့်စုံဘူးတဲ့တကယ်ပြောရမှာတော့ယဟန္တာပုဂ္ဂိုလ်ကငါတို့ယဟန္တာဖြစ်ချင်ရင်ဥပုသ္ဆောင်လို့ပြောရမယ်တဲ့ဟောဒါကြောင့်မလို့ဥပုသ္ဆောင်လေဆိုတာနဲတဲ့ကုသိုလ်မဟုတ်ဘူးတဲ့ယဟန္တာပုဂ္ဂိုလ်ကသာလေငါတို့ယဟန္တာဖြစ်ချင်တဲ့ပုဂ္ဂိုလ်တွေဥပုသ္ဆောင်ကြပါလို့ဟော